ဒီတစ်ခါမှာတော့ဒီနေ့တဲ့ကျွန်တော်ရဲ့လူချင်းမဲတို့ကိုအလုပ်တွေတခုပေးခြင်းပါတယ်အလုပ်ကတော့ဒီဇလန်မှာပါတဲ့ဇက်ကောင်တယောက်ဖြစ်လိုက်ပါခံစားရမှာဖြစ်ပါတယ်ဆိုတော့စားလိုက်ကြတာပေါ့လူချင်းမဲတို့ကတော့ဦးထောမောက်ဆိုတဲ့ကျွဲသတိကြီးဖြစ်ပါတယ်ဦးထောမောက်ကသူ့ရဲ့ကျွဲတွေကိုဝယ်ယူတဲ့သူတွေစီပို့ရန်အတွက်ကားတရံလှေတရံသွားနေရမှာဖြစ်ပါတယ် ဒါပေမဲ့ဒီတိုင်းမြမလူကြီးသွားမယ်ဆိုရင်တော့လမ်းမှာခက်တွေ့နေပါလိမ့်။အဲဒါကြောင့်သွားမယ်လမ်းကြီးရာတီဥရုကြောင့်ကျွမ်းကျင်တဲ့ကျွဲဦးစီးတရားလိုအပ်တာပေါ့။ဒါကြောင့်လမ်းကြီးမှာအောက်ကိုဖို့ရာကျွဲဦးစီးကိုမွန်းညိုးဆိုတဲ့သူကိုငားရခေါ်ဆောင်လာခဲ့ပါလိမ့်။ဒီလိုနဲ့ဒီညာစီတန်းလဲရှိတဲ့ကျွဲဦးကြီးကိုကျွဲဦးစီးကိုမွန်းညိုးကြီးအောင်ဦးဆောင်ပြီးထွက်လာခဲ့ပါလိမ့်။သူတို့ဟာ တောဟိုပေါင်းများစွာကိုဖျက်ချော်ပြီးတော့ဟိုဘက်ရွာတဲ့ကိုအယောက်သွားပို့ရမှာဖြစ်တာပေါ့ကိုမိုးညုံမှာသူ့ရဲ့အလို့တွေလေးမောင်ဒိုးလို့ဆိုတဲ့တရားလိုက်ပါလာခဲ့ပါတယ်ကိုမိုးညုံတို့ဟာသွားမဲ့လန်ခီနိုင် အကက်ကက်တခုတွေ့ခဲ့တာပေါ့ဒီကရက်ပိုင်းကငလေတန်းရောက်တချို့တော်လမ်းတွေဟာကျစည်းပြိုကျမှုတွေ ဖြစ်နေခဲ့ပါတယ်။ဒါကြောင့်ကျောင်းစီကိုမိုးညိုကတော့တခြားလမ်းကားတွေသွားကြဖို့ဇိုးပြက်လိုက်တယ်ဗျာ။ ဒေါ်ဒီဆိုတာကလည်းလိုက်ပါလာတဲ့သူတွေနဲ့တဲအူကြီးဘေးကင်းဖို့တွေဦးစားပေးဆိုးဖြဲကြတဲ့သူတွေလေအခုလေသွားနေကြလမ်းဟာအန်ဒီရရှိနေတာကြောင့်တဝှဘော်ကနေကိုယ့်ပြဲသွားကြဖို့ဆိုပါတယ်အဲ့ဒါကိုဒေါ်ဒီလူကြီးမင်းကပြောတဲ့အခါမှာတော့လက်မခံခဲ့ဘူးဗျာဘာလို့လဲဆိုတော့အဲ့လိုကိုယ့်ပြဲသွားနေတဲ့အခါကြာရင်ခီးတန့်ကြတာကတကြောင် တောက်တဲ့ဖူးဒူးမကောင်းတာကတကြောင်ဒါကြောင့်တရေကြီးဦးထောလူကတော့ထိုးချောက်ကိုအပြေးထန်ကန်ကွယ်ခဲ့ပါလေ။ဘာလက်မခံဘူးကွာ။မေးရချောင်ကိုလက်မခံနိုင်ဘူး။ဒီလိုမက်ဆောက်တဲ့တုံယူတရားကြီးခကြီးကလည်းပိုးချမယ်။ကျွဲဖေကလည်းမောပန်းပြီးတော့တောက်ချုပ်သွားနေမှာမဟုတ်ဘူးလေ။တတိယဆိုလိုရင်ကိုကြိုးနားလဲပါလေ။ကြိုးကလည်းကြိုးတာဝန်တိုင်းအားလို့ဘေးရေးဖို့ပြောတာနော်။အကြသေးခင်ကငလင်းလှုပ်ထားတာဆိုတော့ AC ပေါ်လေးလည်း အဲ့ကွဲနေတော့တယ်။အဲ့ဒီပုံမှာမှမိုးခါပါရွာချရင်ပြီးရှယ်ပလန်နဲ့ဒုက္ခရောက်သွားမှာ။ဘာဒုက္ခမှမရောက်ဘူး။မိုးရွာတာပြေတိုးရဲလို့ရှိပြီးဘေးစီထွားတွေကလည်းအခုလောက်ဆိုကောင်းမှကောင်းဘူးကွာ။မင်းအလတ်တော်ကြောင့်နေလေကျွဲဦးစည်းမလုံးနဲ့။တုတ်တဲ့ရင်ကျွဲတွေတွေပေပန်းမှမဟုတ်ဘူး။လူတွေကမှလမ်းလျှောက်တက်ရအောင်ပါ။ဒီလိုဝေးတဲ့ခေကြီးကိုလမ်းသာလျှောက်ရရည်ဖြစ်သေရကြီးရဲ့ကွာ။တော်လိုက်တော့မင်းကြ။တထေးကျိုးပြောတာကိုတစ်ချက်တော့စဉ်းစားကြည့်ပါဦး။ ။တရေကစီးပွားလုပ်တဲ့နေရာမှာကျွမ်းကျည်တယ်လို့ကျိုးကလည်းဒီလိုမှကျွမ်းကျည်တဲ့သူပါ။တကုန်းလာကပေးပန်းမယ်။လမ်းလျှောက်ရမယ်ဆိုပေမဲ့ပေးခင်ဖို့တရားရခင်တို့အာမခံပါလေ။ဘယ်တက်နိုင်ပါမလဲ။ပေးပန်းနေဆိုပေမဲ့ကျိုးစားကြည့်ရင်မကောင်းဘူးလား။မကျိုးစားတာကပိုကောင်းလိမ့်မယ်။ငါရဲ့နေသားနဲ့ကျိုးစားကြလား။မိမကြောက်ရှိလို့ဒီလိုသွယ်ပိုက်ပြီးတော့ပြောနေတာမလား။ဘာမဟုတ်တဲ့ဈေးခွက်တော့ကိုကြောက်လို့တော့ဘုဘောကနေသွားချင်တာမလား။ ကြောက်တယ်ဆိုရင်လေကျတော့ကြောက်လို့ပါသတင်းလို့မှန်တယ်ပြောလေဒီပါတတိပြောသလိုလို့မဟုတ်ရင်မင်းရဲ့တတိကိုပြောလိုက်တော့ရှင်းလားတတိဖြစ်တဲ့လူကြီးမဲကတော့ဘာပဲဖြစ်ဖြစ်မူလလမ်းကနေပဲသွားဖို့လို့နေခဲ့ပါတယ်သူတို့ညောက်လေဘလို့မှနှိယူလို့မရပဲအပြေးတန်ချင်းများနေခဲ့ကြတာပေါ့ဒါကိုကြည့်ပြီးတော့ဒိုလိုလေးလေဘာမှမတက်နိုင်ပဲရဲချင်းနေခဲ့ရပါတယ်ကျောက်ကြီးက ီလာတိုင်းသွားခဲ့မယ်ဆိုရင်တော့ဇီးခွဲတော်တို့ခေါ်တဲ့နေရာတကူကိုထည့်ကြော်ရမှာပါသူတို့မှာဇီးခွဲနဲ့ပတ်သက်ပြီးတော့ယုံတန်းယူဆတကူရှိပါတယ်အဲ့ဒါကတော့ဇီးခွဲဆိုတာဟာကံစိုးချင်းတွေဆောင်းချင်းလာတဲ့တတ်တော်တကောင်ဖြစ်ပါတယ်အေးအမိုးဖို့သူမဟုတ်အနီနာမှာဇီးခွဲတကောင်က လာနာခဲ့မယ်ဆိုရင်တိမ်မကြခင်မှာလူတယောက်တည်ဆိုးတော့မယ်နေမိဖြစ်ပါတယ် ဒေချောင်းတွေကိုလည်းလူကြီးသူမတွေကခဲသငဲ့တွေအားအိယဝင်ပိုးပြင်းနေနဲ့ပြောပြလေးရှိပါတယ်။တဖက်မှာလည်းဒေသတိချင်းနဲ့ကိုမိုးညူတို့ဟာငိတ်ခုလူမပြေးနိုင်ကြသေးပါဘူး။ဒုနီယာတစ်ဝိုက်လည်းသူတို့ညောင်ရဲ့ငိတ်ခုတန်တန်တွေဂျယ်လိုဇွာနဲ့ထွက်ပေါ်လာနေရပါတယ်။လူကြီးမင်းကလည်းကောင်းမွားတဲ့ဒူချောင်းနေနဲ့ကိုမိုးညူရဲ့စကားကိုလုံးဝကန့်ကွက်ခဲ့ပါတယ်။ ဒါကြောင့်တတိကြီးဥတော်လူဟာကိုမိုးညိုအားလိုက်ချင်းလိုက်မလိုက်ချင်းနေဆိုပြီးသူ့ရဲ့ကျွဲဦးကြီးကို ကိုယ်တိုင်ဦးစီးပြီးတော့ထွက်ခွာလာပါတော့တယ်။ကိုမိုးညိုနဲ့သူ့ရဲ့လက်ထောက်လေးရလဲထွက်သွားတဲ့ကျွဲဦးကြီးကိုကြီးကအနောက်မှာကြိုင်ရင်ခဲတာပေါ့။သူတို့ညောက်လေဒီချိန်နေမှာဘာမှမတက်နေလို့အနောက်ကနေပဲလိုက်လာခဲ့ရပါတယ်။တတိကြီးဦးဆိုတဲ့ကျွဲဦးကြီးကတော့အရှိကဇီးခွက်တော်ဦးစီကိုတတိပြည့်နဲ့ခြေတက်လျက်ရှိနေခဲ့ပါတယ်။ တို့ပေမဲ့ကိုမွညိုတချာတပဲကလည်းမလမ်းမကန်းလေးကနေလိုက်လာနေရရှိတာပုံဒီလိုနဲ့တော့ကြီးကနေအောင်ရင်ဖြည်းဖြည်းကုန်ဆိုးလာခဲ့ပြီးအမောက်တို့တွေအစားထိုးဝင်ရောက်လာခဲ့ပါလေအခြေတွေကုန်ဆိုးသွားတာနဲ့တူအေးဆက်ပစင်းကောင်းပြည့်အတန်းလေးတွေကလည်းမိုးချိုးလာခဲ့ပြီဆိုတာကိုအသိပေးလာခဲ့ပါလေမိုးချိုးမှောင်သွားတဲ့အချိန်မှာတော့ဇီးခွဲတော်လို့ခေါ်တဲ့ဇီးခွဲတို့ကျဆန်းရနေမိနိုင်သူတို့အနားယူကြပါတယ်အဲ့ဒီမှာ တတိနဲ့စကားများထားတဲ့ကိုမိုးညိုလေးရှိနေခဲ့ပြီးသူ့ရဲ့တာဝန်တိုင်းပဲဆက်လက်လှုပ်ဆောင်နေခဲ့ပါလေ။သူညမှာဘလို့နေရမယ်ဘလို့ထရမယ်ဆိုတဲ့အရာတွေကိုကိုမိုးညိုတရားအသေးချာလေးပြောပြနေခဲ့တာပေါ့။ဂရုနဲ့မလမ်းမကမ်းမှရှိတဲ့လူကြီးမေကတော့ဘေကောင်းမောက်ရုံးဆိုင်ဘူးဆိုတဲ့ဌာနဲ့အိတ်နေခဲ့တယ်ဗျာ။ကိုမွန်ညိုကတော့ခြေတမလူတွေအားလို့ခေါ်ပြီးတော့ရေကြီးတဲ့ယာတွေကိုမှားချားနေလေရှိနေရပါတယ် တော့ဆိုတာမျိုးကအမားလို့မြင်ငါးပါးမှောက်တဲ့တာမျိုးအထူးရွေးဆက်ဖို့လိုပါတယ်။ဒါကြောင့်ဒုက္ခကဝန်မာနာတို့ကြိုခဲ့ရရင်လေကောင်းရင်းနဲ့ဖြည့်ရှင်ဖို့ကအင်မတန်မှရည်ကြီးလာပါတယ်။နေမင်းကျွမ်းကျင်တဲ့ကိုမိုးညိုကတော့အခုလိုညောင်းချပြောပြပေးတာဟာအလို့ရတဲ့စိတ်တပိုင်းဖြစ်ပါတယ်။တခြားသူတွေအားအဝေးကနေတန်ချိုင်းလဲတောင်းကြည့်ဖို့နာမည်ခွင်လဲမထူးမိလိုက်ဖို့နဲ့ရည်ကြီးဆိုကတော့ တော်မင်းမလောက်စီဖို့တွင်မြို့ကိုလည်းအစိချလေးဖို့စီဖို့သတိပေးပြောဆိုခဲ့ပါသည်အားလုံးကိုစိတ်ထားရအောင်မှာကြားပြပြီးဆိုမှသူတို့ဆရာတပည့်နေရာကိုထိုင်ကြခါအနားယူကြပါသည်အားလုံးကိုစီကလည်းခီးဆက်ထားတဲ့တန်ကြောင်မောပန်းများနေလေရှိနေကြပါသည်ဒါကြောင့်စကားပြောဆိုတာတွေတိတိတသာရော့ကြသွားတဲ့နေဈေးခွက်တော့ကြီးရဲ့တေးဆေးမှုတွေကိုစားတယ်ခံစားမိလိုက်တာပေါ့ အဲ့ဒီမှာကောင်းကင်ဘော်ကလာရောက်အောင်မှာပြန်ဝဲနေတဲ့ဇီးကွက်တွေကိုလည်းသိမိနေခဲ့ရပါတယ်။ဘောက်တိုလိုကလည်းဇီးကွက်တွေကိုကြည့်နေလူကြီးတွေပြောခဲ့တဲ့စကားကိုပြန်လည်မြင်အောင်ကြည့်ရင်အတွေးများနေခဲ့တာပုံ။အဲ့ဒီမှာကိုမိုးညိုကနေပြီးတော့မကုံမင်းဇီးကွက်တစ်စီတကယ်ရှိတယ်ဆိုတာကိုမင်းယုံလား။လူလူကလည်းချက်ချင်းဆိုသလိုခေါင်းငိမ့်လက်ခံလိုက်တယ်ဗျာ။ကိုမွန်ညိုကတော့အဲ့ဒီမှာ သူရဲ့တပည့်ကျော်လေးကိုအခုလိုပြန်လည်ပြောပြခဲ့ပါတယ်။တကယ်တော့ဇီးခွက်တွေဟာကြောက်စရာမလိုတဲ့အကြောင်းပြောကဇီးခွက်တစ်စီဆိုတာလေတကယ်ဖြစ်ဘူးလို့ဆိုပါတယ်။ဒါပေမဲ့ကြောက်စရာဖြစ်ဘူးဆိုတာကလေကိုဘက်ကနေပြီးတော့ရံပေါင်းစားတဲ့အချိန်လေးကိုပြောတာဖြစ်ပါတယ်။ဒါမှမဟုတ်ကိုဘက်ကနေအမားတွေကျွလွန်မိတော့အန်ဒီဆိုကြီးနဲ့ကျေးဇူးရှင်ဆိုင်ရမှာပါလူကြီးမေတို့နားလည်အောင်ပြောရမယ်ဆိုရင်တော့ဒင်းရတော်ရဲ့ဟာ ဇီးပွဲတို့ရဲ့ကျဲစားရနိုင်နေဖြစ်တယ်လို့သူတို့အေးဆိုလဲဟုတ်ပါတယ်။ဒါကြောင့်အေရှင်ကိုမတိမိနေပြူပြီးတော့မလီမစားလုံးမိမယ်ဆိုရောသူတို့ရဲ့မြင့်တော်သားတွေရောက်လာမှာဖြစ်ပါတယ်။ပေးကြတာကတော့အဲ့ဒီချိန်မှာမကောင်းတဲ့ရာတွေဖြစ်ပေါ်လာမယ်လို့ဆိုလိုတာဖြစ်တယ်ဗျာ။သူတို့စကားပြောနေကြတော့မှာတိတ်ပင်ပေါ်ကနေယုံဒီရဲ့ဇီးကွဲတကောင်ပြိုချလာခဲ့ပါတယ်။အဲ့ဒီဇီးကွဲဟာတမန်ငှက်တကောင်နဲ့မတူဘဲထူးခြားနေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့တော်ထဲမှာရှိတဲ့တက်တွာတွေအားလုံးကအများအားဖြင့်လူကြောက်ကြတယ်လေဒါပေမဲ့ထိုစည်းကွဲကတော့တက်ဘွားကိုတော်ဆန်ကအကြောက်တရားပဲလေသူ့စီမှာရှိမနေရဲပါဘူးအဲ့ဒီမှာကိုမိုးညိုကနေပြီးတော့သူ့ရဲ့အေးတွေကိုနှဲ့ယူလိုက်ပြီးတော့အသားတစ်ချက်ကိုပစ်ကျွေးလိုက်ပါတယ်စားပါကိုစည်းကွဲရေဒါပေမဲ့ငါတို့ကတော့ကန့်ဆိုးအောင်မလုပ်ပါနဲ့နော်ဒီမှာတညလုံးပဲတဲမှာပါကျေးဇူးပြုပြီးတော့ငါတို့ကိုအန်ဒီယံပြုတ်ရင်ရပါပြီ ဒို့တို့ပြောလိုက်တဲ့အခါမှာတော့ဇီးခွဲလေးကလည်းကျွေးတဲ့အစာကိုသူ့ယူကအပေါ်ပြန်တဲ့သွားခဲ့ပါတယ်။မောက်ဒို့လိုတရားကိုပြန်တဲ့သွားတဲ့ဇီးခွဲကိုကြည့်နေပစက်ဟောက်သွားခဲ့ပြ။အဲကြောင့်ကြီးကတော့အစကဇီးခွဲအိုကြီးဟာအခုချိန်မှာတော့အမောက်ရဲ့ကြီးတွေပြီးကြောင်းလင်းသွားခဲ့လို့ဖြစ်တာပေါ့။ဒို့ကောင်ကြီးတွေဟာနာနာဘဝလောကသားတွေဖြစ်ကြပါလေ။မင်းနဲ့ရောက်ရှိတဲ့ခန္ဓာကိုယ်နဲ့သူတို့ရဲ့မျိုးလိုတွေကိုတွေ့ရတဲ့ဒို့လိုဟာပစက်တောင်စီနေပြီးချိန်နေကြရပါလေ။ ဒါပေမဲ့ကုမိုးညိုတွေတော့ဒါတွေကထူးစားမနေတော့ပါဘူး။အာဟာဟာ။လေးနောက်ဆိုတော့သွေသွားပြီပေါ့ကွာ။သိလဲမကြောက်သွားနဲ့ဦး။ကုမိုးညိုရဲ့စကားဆိုမှပဲဟိုဘက်ကနေပြီးတော့ဂျယ်လုံတဲ့အော်ဒန်တစ်ခုကို ကြားလိုက်ရပါတယ်။ဒါနဲ့ပြဿနာတော့တက်နေရွေးဆိုပြီးသူတို့ဆရာတပည့်လေးအတန်ကြားရပဲကိုအများထွက်လာကြလိုက်တယ်ဗျ။အဲ့ဒီဘက်ကိုရောက်မှတော့တတိဖိတဲ့လူကြီးမီးဟာဥဒမားတွေကိုဓာဖိလက်ခိုးနေခဲ့ပါတယ်။ အခုလိုထထဖောက်တာကြောင့်လေစော်ပြေခံရတာကိုဗျာလူသမားတွေကတော့ဥထုံးလူရဲ့ကျေးဇူးနဲ့ပဲကမန်ကရန်ထွဲပြေးနေရပြန်ပါလေဒါကြောင့်ကိုမိုးညိုကနေပဲဥထုံးလူနဲ့ဝေးဝေးမှနေကြဖို့တတိပေးရပြန်ပါလေဒါပြေလျှောက်လေးခုနေတဲ့သူကိုတော့မောက်ဒိုလိုကနေတားဆီးဖို့ကြိုးစားခဲ့ပါလေသူရဲ့နောက်ကိုအလိမြန်ပြေးဝေးသွားပြီးတော့လုံလုံမြအောင်ချုပ်ထားလိုက်တာပေါ့လာစမ်းပါမေရိုတဲ့ဇေလူလာခဲ့စမ်းပါ ဝါရဲဒါနဲ့အကိုလို့ကိုခိုးပြင်းမယ်ဒီမှာတီရိမင်းကိုရောမင်းရဲ့ကောင်ကိုရောမြောက်စလို့ပေးတယ်အရှုံးရေးမဲ့ပါလားတထေးမလို့လေးပါလေဖွေးကြည့်ပါဦးဘော်ဒီပေါခိယပြောနေတာတော့ဘာတစ်စေးမှမရှိဘူးဒီမှာကျွတ်တိုးတွေပဲရှိတယ်ဒီမှာကြည့်ဒီမှာကြည့်ကျွတ်ကျွတ်တိုးလို့လေဒိုးလို့တွေဥစဉ်ဝိုက်တွေငါမသိဘူးငါသိတာကြာကြီးရေတော်တစ်ခုပဲငါသိတယ်ဟမ်နဲ့ဆိုကြည့်ဈေးွက်ဆုပ်ပလို့ဘယ်ဒီမှာလဲအမွေးနှုတ်ပြီးတော့ ထည်ကြီးနဲ့မြည်ပြင်မယ်ဒိုလိုမင်းသူ့ကိုလှော်လိုက်တော့သူကိုချင်းမှာဘာမှမသိနိုင်တော့အောင်လက်စမ်းခံနေရပြီသူရဲ့နေစီတွေက အမောက်မားတွေပဲတွေ့နေရပြီမင်းတွေအန်ဒီရရှိတယ်သူ့ကိုထားလိုက်တော့တတိယဦးတော်လူက သူ့လက်ထဲကဒါစီပြီးမောက်ဒိုလိုကိုခိုးဖို့လိုပါတယ်ဒါပေမဲ့အဲဒီချိန်မှာတဇိုတယောက်ကနေပြီးတော့အနောက်ကနေမောက်ဒိုးလို့ကိုတောထိုးလိုက်ပါတယ် ။ဒေစီနဲ့ကြည့်တော့လေဘသူကမှမတွေ့ရလို့အင်တန်မှအံ့ဩမိန်တယ်သွားခဲ့ရပါသည်။ကိုမှုရုကလည်းဒီချိန်မှာသူဘာမှမလုပ်နိုင်တာမို့ဒီတိုင်ရဲကြီးနေခဲ့ရတယ်ဗျ။မတည်တော့အညိုးကြီးနဲ့တင်းတင်းပင်ထားလေသလားအောင်မေရတာပေါ့။ဒီချိန်လေးမှာပဲတော့ကြီးတဲ့မှာရှိတဲ့ဇီးခွက်တွေဟာသတိကြီးစီတို့လာရောက်ဝဲနေကြတာပေါ့။ဒီရတာတော့အချိန်တွေကပုံမဆိုးွားလာခဲ့ပြီးတော့အသေးပြောက်တွေဖြစ်လာတော့မှာပါအစားက ဇီကွက်တွေနဲ့ဆက်ဆက်ပြီးတော့မီလိုကြီးတွေဟာလည်းဥထုလူစီတို့ရောက်လာခဲ့ကြပါတယ်။အဲ့ဒီမီလိုကြီးတွေထဲမှာတော့ယောက်ျားမင်းမသားတွေနဲ့ဇူညာလေးရှိနေပြီးဥထုလူကိုဝိုင်းထားလိုက်တာပေါ့။မီလိုကြီးတွေဝိုင်းထားတာခါလေရတော့ဥထုလူလည်းဖယ်ရှားပေးဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ဘလို့မှမတက်နိုင်တော့တာကြောင့်လွန်ရက်ရတရားနေရာသို့ဆောက်ခွာထွက်ပြေးသွားခဲ့ရရှာပါတယ်။ဒါကိုကြည့်ပြီးတော့ဒိုလိုကလည်း သွားရောက်ကူညီချေပေမဲ့တက်ဖွဲ့လိုဒိုးကောက်ရောက်ကူမှာဆိုးတာကြောင့်ကိုမိုးညိုကနေတားဆီးလိုက်ပါတယ်။ရိုးရင်းဆက်ကတူနဲ့ညလီတညာဟာမနဲ့မိုးတောင်းရချေကိုရောက်လာခဲ့တာပုံ။ဒီမနဲ့မှာတော့သူတို့ရဲ့တထိန်လည်းမရှိတော့တာကြောင့်ကိုမိုးညိုကနေပေးဦးစည်းဦးဆောင်လိုရပြန်ပါတယ်။တထိန်ကိုစားကျွဲတွေကိုလည်းဟောက်တဲ့တွေစီပို့ပေးရမှာဖြစ်တာကြောင့်ခီးထွက်ဖို့ကိုလည်းအသေးချာပြင်ဆင်စေခဲ့ပါတယ်။အချိန်မီရောက်ရဖို့တွေလေဘုသူမာတွေကို တက်မဲ့ထားတဲ့ခြေတွေအစောကြီးထွက်ကွာဖို့ကိုစီကုံကလုံနေခဲ့ကြတာပေါ့တထေကြီးကတော့တည်သလားရှင်သလားမသိရပဲအခုခြေထီတာကိုပြန်ရောက်လာခဲ့ဘူးဗျာတို့တမဘေကလေသူတို့ရဲ့တထေကိုတိတ်ချေချမ်းဟန်တူပါတယ်ဘာလို့လဲဆိုတော့ဘသူစီကအမတထေဆိုတဲ့စကားလေးတခေါ်မထွက်လာခဲ့ကြလို့ပါဒါပေမဲ့အဲ့ဒီခြေလေးမှာ ချိုးဖို့တွေကြားတဲ့ကနေတထေဥထောလူတရားကိုမုခုတ်ကုတ်ပူဇံပြေလျှောက်ထွက်လာခဲ့ပါတယ် လူရဲ့ပုံစံကိုကြည့်ရတော့တညာလိုမအေးရသေးတဲ့ပုံစံလိုလိုမျိုးလိုတွေကမဖွေးနိုင်ဖြစ်နေခဲ့ပါတယ်။သူကလိုလိုရဲ့ message ကိုရောက်လာပြီးတော့ချက်ချင်းပဲအထဲကိုပြန်ဝင်သွားခဲ့တယ်ဗျာ။ဒါကိုတွေ့တော့ဒိုလိုတယောက်လေစိတ်ကူစွာပြီးသူ့နောက်ကိုလိုက်ဖို့လိုတာပေါ့။ဒိုချင်းမှာကိုမို့ညိုချက်ချင်းရောက်လာပြီးတော့ဒိုလိုကိုဆွဲထားလိုက်ပါလေ။ရမ်းပြီးတော့မဝင်ပေါ်နဲ့ဟာမိကိုမြားခေါ်နေတာ။ကိုမတေချာကြည့်သူ့ခန္ဓာကိုယ်မှာဘာအရေးမှမရှိဘူး။ အသားကြီးကလည်းဘိုးဖက်ထုတ်လို့ဆေးဖက်နေတာမတွေ့လားဟုတ်ပါရင်တတိယရှိရဲ့ပုံစံဟာလူတန်းမတူတော့ပဲတိတိတန်တာပြောင်းလဲနေခဲ့တာပေါ့ငါကလည်းနောက်ပြန်လှည့်ကြည့်လိုက်ပြီးတော့သူ့ရဲ့ကြောက်စရာပြိုးကြည့်ပြီးလှည့်ကြည့်နေခဲ့ပါတယ်ဒါဇီဝဲတကောင်ရဲ့ပုံစံဖြစ်ပြီးတော့မျိုးလို့တွေကလည်းဒေဇေတကောင်ရဲ့မျိုးလို့တွေဖြစ်နေခဲ့ပါတယ်ဒါကြောင့်ဇီးခွက်တစ်စိဖြစ်သွားတဲ့တစ်ချီကြီးလေတောင်းတဲ့တွေကိုဝေးရောက်သွားကြတယ်ဗျာ ဒီချိန်လေးတွေအားလုံးကိုတွေ့ပြီးတဲ့ချိန်မှာတော့သူဇီးခွက်တော်ကြီးဟာတိတ်မလို့ကြိုတော့တာကြောင့်ဒီမှာတစဲကောင်တော့ထက်မနေဘူးအမေပေးပြောဆိုပါတော့တယ်မောက်တိုးတို့ကတော့သူ့ရဲ့တရေကိုထားခဲ့ရမှာစင်ကောင်းဖြစ်နေခဲ့ရှာပါတယ်ဒါကြောင့်ခုလိုတောင်တည်းပြောနေခဲ့တယ်ဗျာနောက်မှမှလည်းတရေရေကျွန်တော်မကင်နိုင်ခဲ့လို့ခွင့်လို့ပေးပါဗျာ ကိုမိုးကျူတို့ဖွဲ့လေအန်ဒီဒေါ်ကြီးတဲကနေအလင်းမြဘဲထွက်လာခဲ့လိုက်တယ်ဗျာဒီလိုနဲ့သူတို့လေအဲ့ဒီကနေပြီးတော့နပြီးဆိုးသေးတဲ့ထိုခီလန်ကိုပြန်လည်စတင်ထွက်ခွာလာခဲ့တာပေါ့ဇီးခွဲ့ဒေါ်ကြီးကတော့သူတို့ထဲကတရက်ကိုခေါ်ရခဲ့တာလားအမားလိုမီလိုတန်ချင်းနေနဲ့ပေးဆဲလိုက်ကြတာလားဆိုတာကိုတော့တရားမှမသိခဲ့ကြပါဘူး ဒါကြောင့်လူချင်းမဲဟာလက်တွဲမှာလေကြံခဲ့อยู่တာမကနောက်ထပ်လေဆက်ပြီးတော့ကြံရင်ခဲ့ကြမဲ့သူတွေဖြစ်ကြပါတယ်